ငါကိုလိုက်ဖို့အောင်ကောင်လို့ဆွေးတီးလို့ဘယ်လိုပြောမလဲ။ Hi 大家好我是西影老师西影老师ဖြစ်ပါတယ်။အဲ့တော့ဆွေးတော်လေးတရုတ်စကားမှာကျွန်တော်ကိုလိုက်ဖို့ပါအောင်ငါကိုလိုက်ဖို့ပါအောင်ဆိုတဲ့ဝါကြကအမျိုးမျိုးပြောလို့ရတယ်။တမျိုးတည်းတသက်မတည်းပြောလို့ရတာမဟုတ်ဘူးပေါ့နော်။အဲ့တော့ဆွေးတော်ဒီဗီဒီယိုလေးမှာလောဆွေးတော်ပြောနည်း၃ခုနဲ့မိတ်ဆက်ပေးမယ်။ပထမတနည်းအားကြတော့送我一下送我一下送我一下ကျွန်တော်ကိုလိုက်ဖို့ပါအောင်။ဒုတိယတမျိုးအားကြတော့送我 去一下，去说的是个容易不多啦。送我去一下，这那我可能来不吧哦。送我去一下，哎呦，这这呀的没有，那送的没有啊，叫做不如表露下来说的。带我去一下，带我去。 去一下。ဟောလို့ဆိုအပေါ်ဆုံးက送ဆိုတဲ့စကားလုံးပထမဆုံး送ဆိုတဲ့စကားလုံးနေရာမှာ待ဆိုတဲ့စကားလုံးလေးအစားထိုးပြီးပြောလိုက်တာ。待我去一下。ပြန်ပြောမယ်ပထမတစ်မျိုးကဘယ်လိုပြောလို့ရလဲ?送我一下。ဒုတိယတစ်မျိုးကကြတော့送我去一下。တတိယတစ်မျိုးကကြတော့待我去一下ဖြစ်ပါတယ်။